ြမနိုင်ငံရေးအတွေးခေါ်အပိုင်းခွန်ဒီကနေ့နားဆင်ရမယ်မြမနိုင်ငံရေးအတွေးခေါ်အပိုင်းခွန်မှာဘာသာရေးနဲ့ပညာရေးကနေနိုင်ငံရေးလှုပ်ရှားမှုပေါ်ပေါက်လာပုံကို တင်ပြပါမယ်အင်္ဂလိပ်ဆိုဟာ အောက်မြန်မာပြည်ကိုအနည်း60သိမ့်ပိုက်ပြီးတော့မှထက်မြန်မာပြည်ကို သိမ့်ပိုက်တာပါဗမာမင်း အုပ်ချုပ်တဲ့ထက်မြန်မာပြည်မှာမနေရဲလို့အင်္ဂလိပ်ပိုင်းအောက်မြန်မာပြည်မှာခိုလုံကြတဲ့မြန်မာတွေ များကြီးရှိပါတယ်။တပြည်လုံးကိုသိမ့်ပိုက်ပြီးတော့လဲအင်္ဂလိပ်လက်အောက်မှာ လုံခြုံအေးချမ်းနာကိုပြည်သူလူထုကသဘောကျပါတယ်။ကိုလိုနီခေတ်မှာညအိတ်နေတော့အသက်မခံရဘူးလို့ပြောကြပါတယ်။ကိုလိုနီအုပ်ချုပ်ရေးစနစ်ဟာဗမာမင်းအနိုင်ကျင့်တဲ့စနစ်ထက်ကောင်းတာမှန်သိကြပေမဲ့နိုင်ငံသားအုပ်ချုပ်တာကိုလက်ခံခြင်းစိတ်မရှိကြပါဘူး။ဒါကြောင့်ကိုလိုနီအုပ်ချုပ်ရေးနဲ့ပတ်သက်လာရင်ဗမာရီမှာ စိတ်နှခွဖြစ်နေကြပါတယ်။အင်္ဂလိပ်လက်အောက်မှာအောက်မြမပြီးဖွံ့ဖြိုးတိုးတက်လာတာကို1869ခုနှစ်လောက်ခရဲကဗမာရီသတိထားမိကြပါတယ်။အောက်မြမပြီးမှာရွာဟာမြို့ဖြစ်လာပြီးထက်မြမပြီးမှာတော့မြို့ဟာရွာဖြစ်လာတယ်လို့ပြောကြပါတယ်။ဒါတဲ့အမေတူဟာမိုးကောင်းကြိုင်းတုံရန်ကုန်ခီးကိုလုံကြုံစွာသွားလာနိုင်တယ်လို့မှတ်တမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။ကိုလိုနီခေတ်အစောပိုင်းမှာအေဂျင့်တာယာလာကိုတန်လျာရှိစရာမလိုပါဘူး။မြေမှုတန်းရဲ့ဖိနှိပ်မှုညီကုန်းချုပ်သွားလို့တခိုးဓမြရန်ကကင်းသွားတာကြောင့်ပြည်သူတွေစိတ်အေးလက်အေးနေနိုင်ကြပါတယ်။ဘမာမင်းကနာလိုတိုရှိဖြစ်ပြီးမျက်စောင်းထိုးလာမှာကိုကြောက်လို့တူတူတိတ်တိတ်ရိုးရိုးကုတ်ကုတ်နေခဲ့ရတဲ့ငွေရှင်ကြီးရှင်တွေဟာလွတ်လပ်စွာသုံးဖြုံနိုင်တဲ့အခြေအနေကို ရောက်ရှိသွားပါတယ်။ဇီဝရေးပြိုင်ဆိုင်မှုမပြင်းထန်သေးတဲ့အချိန်ခါမှုဗမာရီပေါပေါနေပေါပေါစားလာတဲ့ကာလပါပဲ။ဒါပေမဲ့ဘုံကြီးစားစိုးတော်နဲ့အခွင့်ထုကံမိမှုတန်းလူနေစုကတော့ဗမာမင်းပျောက်ွယ်သွားတာကို အများကြီးစိတ်မကောင်းဖြစ်မိကြပါတယ်။တမန်ပြည်သူကလည်းလွတ်လပ်ရေးဆုံးရှုံးရတာကိုသဘောပေါက်ပါတယ်။ဘလောက်ပဲဆိုးဆိုးကိုမင်းကိုချင်းကိုသာလူလာကြတာပေါ့ အင်္ဂလိပ်အုပ်ချုပ်ရေးဘလောက်ကောင်းကောင်းရှင်မင်းကိုတော့အစားထိုးလို့မရဘူးလို့ဗမာတွေကယူဆပါတယ်။သူရဲကောင်းမင်းတွေရဲ့တမန်ဝင်အောင်ပွဲတွေကိုဂုဏ်ယူပြီးမြို့သားစိတ်ပြင်းထန်နေတဲ့ဗမာတွေဖို့အင်္ဂလိပ်အုပ်ချုပ်ရေးကိုလက်ခံဖို့အခက်အခဲရှိနေပါတယ်။ပြည်တွင်းလူမျိုးရေးပြိပက္ခကိုအောင်နိုင်ပြီးအိမ်နီးချင်းကိုနေချဲ့နိုင်တဲ့ဗမာအစွမ်းရည်ကိုဂုဏ်ယူနေကြပါတယ်။မိမိတမိုင်းကိုတင်ယူတတ်တဲ့ဗမာတွေဖို့ လွတ်လပ်ရေးဆုံးရှုံးရတာဟာချက်တည်းမရှိတဲ့ဖြစ်ရပါမမာမင်းမရှိတဲ့အတွက်ဗုဒ္ဓဘာသာတလိထုံးစံမိမိပြောက်ွယ်သွားမှကိုလေဗမာတွင်စိုးရိမ်ကြပါတယ်သာသနာဒါယကာကဘယင်မင်းမြက်ပါဘင်းဟာသူခန့်ထားတဲ့သာသနာပိုင်းကတစ်ဆင့်တန်ခါလောကကိုကျိုးကင်ပါတယ်အမြဲတမ်းလူတန်းလေးရှိပြီးဘာသာရေးစာပြန်ပွဲတွေကျင်းပပေးလေရှိတဲ့ရှင်မင်းမရှိရင်သာသနာလည်း မင်းမိန်သွားလိမ့်မယ်လို့ယူဆကြပါတယ်။အင်္ဂလိပ်ကတော့သာသနာပိုင်ခံပြီး သာသနာဓာရိုက်ကလုတ်ဖို့စိတ်မကူပါဘူး။ဘာသာရေးနဲ့ဝေးဝေးပဲနေလိုပါတယ်။ဒါကြောင့်ဗမာမင်းလုတ်ခဲ့တယ်လို့သာသနာဓာရိုက်ကလုတ်မယ်ဆိုရင်အင်္ဂလိပ်အုပ်ချုပ်ရေးကိုလက်ခံကြဖို့တရွာဝင်တရွာထွက်တရားဟောပေးမယ်လို့နန်းတွင်းစရာတော်နဲ့ဝိုင်းရင်တန်ခါချုပ်ကအင်္ဂလိပ်ကို1889ခုနှစ်ဇန်နဝါရီလမှာကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမဲ့ဘာသာရေးနဲ့ကင်းရှင်းလိုတဲ့အင်္ဂလိပ်ရာရှိတွေကဒီကလန်းချက်ကိုလိမ္မာပါနဲ့စွာပယ်ချလိုက်ပါတယ်။တန်ကကလန်းချက်ကိုလက်ခံနိုင်ရင်အင်္ဂလိပ်ကိုလိုနီဆိုရာဟာဒါနဒါယကာဖြစ်လာပြီးအများပြည်သူရဲ့ထောက်ခံမှုကိုရရှိမှာဖြစ်ပါတယ်။ဒါပေမဲ့နောက်တိုင်းအယူအဆအရဘာသာရေးနဲ့ကင်းရှင်းလိုတာကြောင့်အင်္ဂလိပ်ကိုလိုနီဆိုရာဟာမိစ္ဆာဒိဋ္ဌိကလားအစိုးရဖြစ်ပြည်သူက မုန်းတီးတာကို ခံရပါတော့တယ်။အင်္ဂလိပ်ကိုလိုနီဆိုရဟာဘာသာရေးကို လုံးဝလစ်လျူရှုထားတာတော့မဟုတ်ပါဘူး။1896ခုနှစ်မှာပထမပြန်စာမင်းပွဲကျင်းပပြီးအောင်မြင်သူတွေကိုစုချင်းမြင်ပါတယ်။1912မှာအက္ကမဟာပဏိတာပွဲနဲ့အတူစုငွေတရာကိုအင်္ဂလိပ်အစိုးရကချင်းမြင်ပါတယ်။ပထမပြန်အောင်တဲ့တန်ဃာတွေကိုဝေးထုတ်နိုင်တဲ့ကျောင်းနိုင်ဆရာတော်တွေကို1919ကစပြီ စုချီးမြှင့်ပါတယ်။ဒီလိုစုပေးပေမဲ့ဗုဒ္ဓသာသနာမင်းမင်းပြောက်ွယ်သွားမှာကို အမြဲတမ်းပူဆွေးနေကြတုံးပါပဲ။1869ခုနှစ်မှာသာသနာနုကဟအသင်းကို မော်လမြိုင်မှာတည်ထောင်ပြီးတော့ဗုဒ္ဓသာသနာ ပြန့်ပွားအောင်လုပ်ပါတယ်။1898ခုနှစ်မှာ ပရိယတ္တိသာသနာဟိတဆိုတဲ့ဘာသာရေးနဲ့လူမှုရေးအသင်းကိုမန္တလေးမှာတည်ထောင်ပါတယ်။ ကိုလိုနီခေတ်ကဗမာရိယာဗုဒ္ဓဘာသာဝင် ဖြစ်ရတာကိုအင်မတန်ဂုဏ်ယူတဲ့အတွက်ခေတ်ပညာတတ်တွေပထမဆုံးတည်ထောင်တဲ့အဖွဲ့ဟာဗုဒ္ဓဘာသာ လူငယ်အသင်းဖြစ်နေပါတယ် YMBA လို့လူတည်များတဲ့ဗုဒ္ဓကလျာဏယူဝအသင်းပါပဲပညာတတ်လူငယ်တွေဖြစ်တဲ့ကိုဘဘီကိုဘဒွန်းမောင်လဘီနဲ့ကိုမောင်ကြီးတို့က1906ခုနှစ်မှာ တည်ထောင်လာပါဒါပေမဲ့ YMBA ရဲ့ရည်ရွယ်ချက်ကို1908ခုနှစ်မှာပုံနေပြီးပထမအကြိမ်အစည်းအဝေးကျင်းပပါတယ်။နောက်10နှစ်ကြာတော့ YMBA ဟာနိုင်ငံရေးမှာအထင်ရှားပါဝင်လှုပ်ရှားတဲ့အဖွဲ့အစည်းဖြစ်လာပါတော့တယ်။1920ပြည့်နှစ်ရောက်တော့နိုင်ငံရေးကြီးလှုပ်တဲ့ GCPE ခေါ်မြမအသင်းများအဖွဲ့ချုပ်ကိုတည်ထောင်ပါတယ်။ကိုလိုနီခေတ်မြမပြည်ဟာ အိန္ဒိယလက်အောက်ခံပြည်နယ်တစ်ခုသာဖြစ်တာမို့အိန္ဒိယနိုင်ငံရေးနဲ့အမြဲတမ်းဆက်ဆက်နေပါလေပထမကမ္ဘာစစ်မှာအိန္ဒိယအမျိုးသားတွေကိုအင်္ဂလိပ်ဘက်ကတိုက်ခိုင်းဖို့အတွက်အိန္ဒိယပြည်ကိုကိုယ်ပိုင်အုပ်ချုပ်ရေးပေးမယ်လို့1919ခုနှစ်မှာအင်္ဂလိပ်အစိုးရကကတိပေးပါတယ်ပထမကမ္ဘာစစ်ပြီးဆုံးတော့အိန္ဒိယပြည်ကိုကိုယ်ပိုင်အုပ်ချုပ်ရေးပေးဖို့စီစဉ်တဲ့အခါမြန်မာပြည်ကိုအိန္ဒိယလက်အောက်ခံပြည်နယ်အဖြစ် ဆက်ထားလို့အဖြစ်တော်ပေမဲ့ကိုပိုင်အုတ်ချုပ်ရေးပေးဖို့အစ်စ်မမီသေးဘူးလို့ငင်းလက်ကယူဆပါတယ်။ဒါကြောင့်1923ခုနှစ်ဇန်နဝါရီလတရက်နေ့မှာဒိုင်ယာခီအခြေခံဥပဒေကိုပြဋ္ဌာန်းပြီးမြန်မာပြည်ကိုဘေးငန်အုတ်ချုပ်တဲ့ကိုလိုနီဖြစ်သတ်မှတ်ပါတယ်။ရွေးကောက်တင်မြှောက်ထားတဲ့ကိုစလေအများစုပါဝင်တဲ့ဥပဒေပြုကောင်စီနဲ့ဘယင်ငန်ကပူးတွဲအုတ်ချုပ်ပါတယ်။အိန္ဒိယမှာကျင့်သုံးမဲ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို မာပြည်မှာလည်းကျင့်သုံးဖို့ GCPA ကရည်ရွယ်ပါတယ်။မြို့သားစိတ်သက်ပြင်းထန်လာတဲ့အခါမှာကိုပိုင်အုပ်ချုပ်ရေးအဖြစ်တောင်းဆိုလာကြပါတယ်။တက္ကသိုလ်ကျောင်းသားတပည့်ကျောင်းတပည့်လုံးမှာမြို့သားကျောင်းတွေပေါ်ထွက်လာခြင်းနဲ့ဖြစ်ပါတယ်။ GCPA ခေါင်းဆောင်တဲ့တပည့်နဲ့ဝန်တာနုလုပ်ငန်းတွေခက်ဆားနေချိန်မှာပဲ။တမယိုးကျပြည်တွင်းဖြစ်ပင်ဒီအင်ဂျီကိုဝှက်ပြီးအင်္ဂလိပ်ပစ္စည်းကိုတပည့်မောက်ကြပါတယ်။ မျိုးသားရေးလှုပ်ရှားမှုပြင်းထန်လေးလေးအင်္ဂလိပ်နဲ့ဗမာကြားရင်ကြားစစ်ဖို့ခက်လေလေဖြစ်လာပါတော့တယ်ခင်ဗျာ။